ဥက္ကမင်္ဂလာရိုးရစီပင်ကျူဆိုပါလေဒီလိုပြောင်းမယ်စီပင်ကိုသိပြီမှာလူတီတော်များတယ်လက်ပတ်ပါလက်ပတ်ပဲစေသုံးဝင်များအများကြီးရှိပါတယ်အမြင့်စေဘဲဝင်တဲ့အခေါက်စေဘဲဝင်တဲ့သူဖူအစီအတင်းညူလူလက်ပတ်မို့လို့စေဘဲဝင်လက်ပတ်မြေရဲ့စေဘဲဝင်ပုံကတော့အမြင့်ရဲ့အရသာ ချိုအေးပြီးဝါပြိုးစေပါလေစီနေနေဆွင်လေတဲကြေကိုပယ်တတ်ပါလေအပူငင်းပြီးဖောရောင်ခြင်းကိုလည်းပျောက်စေပါလေအခေါက်ကြတော့အရတာကအဲနဲ့ပတိကိုပယ်တယ်ဝါပြိုးစေတယ်နည်းနည်းချုပ်တယ်စီဖြစ်စေတယ်အပူကြတော့အရတာခါပဒီရတာရှိတယ်ဝါပြိုးပြီးတလိတ်တဲကြေကိုပယ်စေတယ် သွေးကိုဆင်ကျစေတယ်အဖင်ယောဂမီးယာဖြူလီယောဂတို့ကိုပျောက်စေတယ်လက်ပံပွေကိုထောပန်းနဲ့တိမ်တော်နေငယ်ဖြင့်ချိုးစားရင်ယတာဝိပါကချိုးကြည်ကျက်ခဲလေဤတဲ့ချုံတလိပ်တဲကြည်သွေးတို့ရဲ့ပေါ်ပြခြင်းကိုပယ်တယ်ကုရဖြစ်ခဲ့တဲ့မီးယာဖြူလီယောဂပျောက်ပါတယ်အသီးကြတော့ချိုးတယ်အေး ြည်ချက်ထက်မြက်ဝါဖြူကာမအာတူစီဝေကိုစင်ကြယ်စီအစီကြလုံးဖန်နေအေးရမလာကိုချုပ်စီတဲ့တပ်ပွားပြီးဝါစီတဲ့အသိဉာဏ်ဖြစ်စီတဲ့အရွယ်တင်စီတဲ့တုတ်ကိုပွားစီအသက်လည်းစီစီပါနဲ့တဲကြည်လီပယ်ပြီးဝန်တက်ဝန်ပက် ကျော်ဖြစ်တဲ့ယောဂကိုပျောက်ကင်းစေတယ်။အပူဇာအစာမကြီးဝမ်ပြေသွေးဝမ်ယောဂကိုနိုင်ပါတယ်။လက်ပံစေးကိုတဏ္ဍစာရင်တုတ်တာမှဖြစ်တော့ပဓာကြောင့်ဖောက်ပြန်သည့်ယောဂကိုပျောက်ကင်းစေတယ်။